မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ရွမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါစကိုင်းတိုင်းဝက်လက်မြွနယ်ကဖျားပြန်ကြီးရွာကိုစစ်ကောင်စီတပ်စစ်ကြောင်းကနိုမာလာ20ရဲ့မနက်ပိုင်းမှာဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဝက်လက်မြွနယ်ရွာသားကြီးရွာမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကအင်အား150လောက်နဲ့ဖျားပြန်ရွာကိုဝင်ရောက်ပြီးပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာလို့သိရပါဗျ။လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာ နိုမာလာ20ရဲ့ညနေပိုင်းအထိဖျားပြန်ကြီးရွာအတွင်းမှာရှိနေတဲ့အတွက်မီးလောင်ပျက်စီးတဲ့အခြေအနေအသေးစိတ်ကိုမသိရသေးဘူးလို့နှွေဦးအောင်ပွဲအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်မန္တလေးရွှေဘိုကားလမ်းမကြီးပေါ်မှာရှိတဲ့ဖျားပြန်ရွာဟာအင်ဂျင်900ဝန်းကျင်ရှိပြီးဒေသခံတွေကဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါရယ် စစ်ကောင်စီတပ်ဟာဝက်လက်မြို့နယ်တဲကိုအော်တိုဘားလ23ရက်ကနေနိုမာလ23ရက်မနက်ပိုင်းအထိတလတာအတွင်းကြီးရွာပေါင်း12ရွာကိုမိရှို့ဖျက်ဆီးခဲ့ပြီးဒေသောင်းတိုက်ခိုက်မှုအကျဉ်းကြီး160နီးပါးပြုလုပ်ခဲ့တဲ့အတွက်ဒေသခံ2000နီးပါးဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်ရှင်ရန်ကုန်မြို့လမ်းမတော်မြို့နယ်မှာ light truck ကားတစ်စီးအရှိန်လုံပြီးကားလမ်းဘေးသွာလာနေသူတချို့ကိုဝင်တိုက်မိလို့အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့ကားလည်းတိမ်းမှောက်သွားတယ်လို့မိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ် လမ်းမတော်မြို့နယ်မော်တင်ယာယီဇီနာမှာနိုမာလာ20ရက်နေ့လယ်2နာရီခွဲလောက်ကဖြစ်ပွားသွားခဲ့တာလို့သိရပါဗျ။အဲ့လို light truck ကားကတိုက်ခဲ့မိလို့လမ်းဘေးမှာရှိနေသူ3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသားတစ်ယောက်သေဆုံးခဲ့ပြီးတော့သေဆုံးသူကိုအင်းမြတာလူမှုကွန်ရီအသင်းကလူနာတင်ရင်နဲ့ရန်ကုန်ပြည်သူ့စေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။ ရန်ကုန်မြို့နယ်မှာပြီးခဲ့တဲ့လကုန်ပိုင်းကလည်းအောက်ဆိုင်ပြေးဆွဲနေတဲ့ light truck ကားတစ်စီးအချိန်လုံးတိမ်းမောက်ခဲ့လို့ရေမောင်းတွေဆုံးပြီးတော့ခီးတဲ့တချို့တန်းရအပြင်းထန်ရရှိခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်ရှင်။ TNLA တအန်းတက်ကစစ်ကောင်မရှင်ကိုမိုးကုတ်မြို့ရယ်ခေါ်ဝင်လာမယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းတော်လှန်ရေးနဲ့ပတ်သက်တဲ့သူတွေနဲ့ CDM ဝန်ထမ်းတွေဟာဘေးကင်းရာကိုတင်းရှောင်နေကြပါတယ်ခွန်စောသတင်းပေးပို့ထားပါရရှင် တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်တရားနယ်နေတအန်တက်ကထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုတ်ရနာမြေကိုစစ်ကော်မရှင်ကပြန်လည်လွှဲပြောင်းပေးရတော့မှာပါ။အဲ့လိုလွှဲပြောင်းရမှာတရားနယ်နေတအန်တက်ကစစ်ကော်မရှင်ကိုလုံခြုံရေးယူပြီးမိုးကုတ်မြို့ထဲကိုခေါ်ဝင်လာမှာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းတော်လိုင်းရင်နဲ့ပတ်သက်တဲ့သူတွေ CDN ဝန်ထမ်းတွေဟာဘေးကင်းရာကိုတိမ်းရှောင်နေကြတာပါ။ဒီလူတွေရောအကုန်လုံးကကဲကိုလိုတို့လိုမိသားစုတွေဆိုဘလို့မှနေလို့အဆင်မပြေရော အခုဟာကြတော့တို့ကဘယ်လိုပြောမလဲနက်နက်လွယ်ခဲပြည့်ပြည့်ပုံစံမျိုးလောက်တာကွာတာဝန်ယူမှုတာဝန်ခံမှုတို့ကလုံးဝမရှိဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြမှာအဲ့နက်ဆက်ဆက်တဲ့သူတွေဆိုလို့ရှိကုန်ကြပြီတီအန်အန်ဒီတန်တက်ကမိုးကုံမျိုးနဲ့တူပြန်ပေးရမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မျိုးကပြည်သူတွေမှာလည်းတိုက်ပွဲဖြစ်ပွားမှာကိုစိုးရင်ပြီးတိန့်ရှောင်တာတွေရှိပါတယ်ဒါအပြင်စစ်ကော်မရှင်ကမုံမဲမြို့ကိုပြန်လည်အုပ်ချုပ်ရင်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့မိသားစုဝင်တွေ စီဒီယံဝန်ထမ်းတွေကိုဖမ်းဆီးပြီးနေအိမ်တွေကိုချိတ်ပိတ်မှာကိုလည်းစိုးရိမ်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။အမြင်ပြင်အနေထားကတော့မိုးမိတ်အနေနဲ့ကတော့ဟိုမိုးကုတ်ကိုပဲတစ်ချက်စောင့်ကြည့်ရမှာပေါ့။ကြောင်မဲရဲ့ဖြစ်စဉ်မျိုးလေးလို့အဲ့ဒါတွေလည်းဒီမှာကြောက်နေရတာ။ပြည်တက်ကပြန်ဝင်လာခဲ့ပြီဆိုလို့ရှိရင် CNL နဲ့ပတ်သက်တဲ့လူတွေ CNL နဲ့စီးပွားရေးတွဲလုပ်တဲ့လူတွေအဲ့အဲ့ဒါတွေတခါတည်းစစ်တပ်ကပြန်ဖမ်းအိမ်နေပြန်ချိတ်ပိတ်ဆိုတော့ဒီမှာလည်းအဲ့လိုမျိုးတွေဖြစ်လာနိုင်နေဆိုတော့အနေအထားမျိုးနဲ့ပတ်သက်တဲ့လူတွေကတော့စိုးရင်ကြောက်ကြနေကြတာပေါ့ TNN နဲ့တန်တက်ကထိန်းချုပ်ခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုကြောင်မဲနယ်တီဘုံမြို့ကိုစစ်ကော်မရှင်တပ်ကဒီနှစ်အတွင်းပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တော်လိုင်းင်းနဲ့ပတ်သက်တဲ့လူတွေကိုဖမ်းဆီးပြီးနေအိမ်နဲ့လုပ်ငန်းတွေကိုချိတ်ပိတ်တာတွေပြုလုပ်ခဲ့ပါတယ်။ကျွန်တော်ခွန်စောဦးပါ။ ဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးဤနွယ်ပါကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်